အားလုံးပဲမင်္ဂလာပါရှင်။ဆီယမဂျူလီယာမြင့်သိန်းရေးသားထားတဲ့ဖြည့်ရန်ကြံသောစတ်ထုံးများဆိုရဲဝိထုလေးရဲ့အပိုင်း7ကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်။ဖြည့်ရန်ကြံသောစတ်ထုံးများအပိုင်း7မိမိကတစ်သားနေရများကို အဝါရောင်နုနုစေးပြန်တုတ်ကလွင့်အကြိုက်အဖြူရောင်စာခန်းစည်းလေးများတက်ဆင်ထားပေးသည်။ဖေဖေနဲ့မိမိအိတ်ခဲ့ဘူးသော တစ်သားနှစ်ယောက်အိတ်ကတင်းကို ပြန်ဆင်ပေးထားသည် လွင်ကြိုက်သောအစိမ်းနှူရောင်ခြီသားနူးနူးချောချောအိယာခင်းလေးကိုခင်ပေးထားသည်မိမိစိတ်ထဲတပ်ဖုံမြတ်ပါလာလိမ့်မည်ဟု မျှော်လင့်ထားလိမ့်သလားတော့မသိမိမိသမီးငယ်ကတနည်းနည်းလိုတစ်ခေါက်တောင်ပြန်လာလို့ရတာလည်းမဟုတ်ပြင်ထားလိုက်တာလင်ခက်မရခန်းကြနေရပဲမိမိပြင်ဆင်နေတော့ကခင်ဝင်ကြည့်ပြီးပြောတော့မိမိစိတ်ဆိုးသွားခဲ့ဘူးသည် ိုးဘလို့ဖြစ်ဖြစ်မိဘရင်ရောက်တုံးလေးစိတ်ချမ်းသာလက်ချမ်းသာတော့နားတော့စီကျင်တာပေါ့နောက်ပြီးမောင်တာဘက်ကမြင်ရင်လဲလွင်မျက်နှာမငယ်ရအောင်လွင်ပြန်သွားရင်လဲတမိကြီးဖြစ်ဖြစ်မိမိဖြစ်ဖြစ်စာဖတ်ပါဖန်နားလို့ရတာပေါ့ခင်ရပါလို့သူများခန်းနဲ့နားရမှာလဲနားပါဘူးလွင်ရောက်တဲ့အခါထိုခန်းလေးကိုကြည့်ရင်မျက်ရည်လဲနေသည်သူမအိမ်ရဲ့စီးပွားရေးအခြေအနေကိုသိနေတော့လဲမိမိရဲ့နွေ့နွေ့ထွေးထွေးကြိုးစိုးခြင်းစိတ်နဲ့ သူမနားခိုခဲ့ဘူးသောအတိုင်းမြုံလေးကိုလွမ်းဆွနေခဲ့ရသည်မဟုတ်ပါလားအိမ်နဲ့ဒီခန်းလေးကိုပြင်ဖို့အတွက်သူမပို့ပြီးသောပစံကိုမတုံးပဲမိမိတော်တော်ချွေတာခဲ့ရပြီလိမ့်မည်သူမအတွက်တစ်ပွားလုံးပိတ်ဆက်အနစ်နာခံ၍ဖြစ်စီပေးသောမျောလင်းချက်ကြီးစွာထားခဲ့သောမိမိအတွက်တရားမမြမကြဖြစ်စေမဲ့စကားတခုကိုသူမဘလို့စိတ်နဲ့ပြောထွက်ရပါလိမ့်မလဲခုတော့ သူမရှေ့မျက်နှာနောက်ထား၍ပြောစရာသတင်းစကားတစ်ခုပါလာခဲ့လေပြီ။သူ့အမခင်ခါရောဘာပြောလိမ့်မလဲ။ဘလို့ကောက်ချက်ချလိမ့်မလဲ။ခရိုင်းလိုဒေါသတကြီးအော်ဟစ်ပြစ်တင်လိမ့်မလား။ဆိုရင်ထိတ်လန့်စိတ်များဖြင့်လူရင်တပြင်းရှည်ကြီးချမိသည်။ဟဲ့တမီးငယ်ဘာဖြစ်လို့လဲ။အိမ်မမနေတာကြတော့တတောင့်တတာမဖြစ်လို့လား။ထိုင်ကုန်ပေါ်တွင်ဆေးပညာချာနေတဲ့ဇောင်းကို စိတ်မပါလက်မပါဖတ်နေသောခင်ကနားကြားပြင်ကတ်သွားမိသည်လွင်စားဖို့ချက်ပြုတ်ပြင်ဆင်ပေးပြီးထွက်လာသောမိမိကလွင်မျက်နာမကောင်းပဲတပြင်းချတာကိုမြင်သွား၍မေးလိုက်ခြင်းဖြစ်သည်လွင်ကမိမိစီလျှောက်သွားပြီးမိမိခါကိုတင်းကျပ်စွာပြုဖက်လိုက်သည်ဟဲ့ဟဲ့အငင်းမမိမိမှာစီနဲ့ချွေးနဲ့နေနဲ့ခုမှရေချိုးမလို့ဟာကိုအော်ခတ်တာပဲဖေပါဟဲ့ပေကုံမှာစိုးလို့မအေးက မနမဦးမိမိရဲ့လွင့်တော်တော်မိမိဘလို့အနံ့ဖြစ်ဖြစ်ကဘာဝမှာတန်မိုးရှိဆုံးပဲခင်ကလက်ထဲမှဂျာနယ်ကိုဘေးသို့ပြချရီပြောလိုက်သည်အေးအဲ့ဒါဆိုလေခုချွေးတလုံးလုံးနဲ့ဟင်းချက်ထားတဲ့မိမိအင်ကြီးကိုနေတတိယရင်ရှူဖို့နိုင်ငံသားယူသွားလိုက်လေမိမိကခင်ကိုလှုပ်ပြန်ပြီးဆိုတော့အကြည့်ဖြင့်မျက်ဆောင်ထိုးလိုက်သည် အရှင်တော်ကခင်အဲ့လိုပူကလန်ထားပြောရင် လွင်ကရှီကျဲကျဲဖြင့်စာနောက်တတ်သည်ခုတော့မရွှေမလန်းမပြုံးမရှိပဲတင်းငိန်လေးနဲ့တော့တွင်ဖြင့်ငိန်နေသည်ဒီချက်ကိုတော့မိမိရောခင်မှာတတိထားမိလိုက်ပြန်သည်ကဲပါမိမိရေသွားချိုးတော့ကြည်လေချွေရည်နဲ့အေးပတ်မင်းထမင်းလက်ဆောင်စားပြီးကြရင်လွင်တို့ရေရင်းနာကတန်းလေးမှာစကားပြောကြရအောင်လေး စိတ်ပလူနံ့လေးတွေရတယ်မမေအဲ့ဒီနားမှာလွင်မမေရိုးနဲ့ထိုင်ခြင်းလို့ဟာချင်းကိုက်ရတယ်ကြားတယ်ခင်တော့မထိုင်ခြင်းဘူးစာဖတ်ရအောင်မယ်တမိကြီးရဲ့ကိုညမလေးပြန်လာတော့နည်းနည်းလေးလိုက်ရောပေးလို့ဘာဖြစ်သွားမှလဲခင်အလျှော်ပေးလို့စိတ်မရှိ၍ခန်းထဲဝင်ရမတ်တပ်ထားရလိုက်သည် ကိုဝင်ကြောင်လာတော့မသိခေါင်းထဲမှရိတ်ခနေမှုသွားရာကို့ဘာကိုပြန်ထင်၍ရက်လိုက်ရသည် လင်ကထွက်သွားရမည်ခင်ကိုတောင်းဆိုလိုက်သည်ခင်ရေထမင်းစားပြီးရင်အခန်းထဲဝင်မသွားနဲ့ဦးနော် လွင်လေမမေနဲ့ခင်ကိုရင်ဖွင့်စရာရှိနေလို့ပါ လွင်မျက်နှာကိုခင်လှည့်ကြည့်လိုက်တော့အခါအင်မတန်စိတ်ဆင်းရဲနေသောနေသားကိုကြည့်၍စိတ်ဝင်စားသွားမိသည်တပ်ဖုံးမြက်နှင့်အစင်မပြေချ၍လမ်းခွဲချင်တာများလားတပ်ဖုံးမြက်ကလွင့်ပေါ်သဘောထားပြောင်းကအထောက်ပံ့များမပေးချင်တော့လို့များလားကောင်းပြီလေ ထမင်းစားပြီးခါစားငါလဲလမ်းနဲ့နဲ့လျှောက်ဖြစ်တာပေါ့လောလောဆယ်ဘိုက်စာနေပြီးငါရင်သွားစားနေတော့မယ်ခင်ဟင်းနဲ့ထမင်းနဲ့များရတော့ဘိုက်သေးကဟတ်ဟတ်ထိုးစားလာသည်ကိုဝင်လက္ခဏာနေဖြင့်စိုးစိုးဝါဝါပြုတ်အန်နာနှုံးချီကနေမကောင်းဖြစ်လာတာမျိုးခင်မမကြုံရသေးပဲမကြာခဏစာလောင်နေတတ်တာကသာပြဿနာတစ်ခုဖြစ်နေသည်မိမိကတော့ခါတိုင်းတုကနန်းစိတ်ကနန်းသာစားတတ်သောခင်ကိုအံ့ဩနေခဲ့သည် ထမင်းစားစပွဲနာတို့ဖတ်တုတ်တုတ်လျှောက်သွားသောခင်ကိုမိမိနဲ့လွင်တို့ကြည်၍ကြံခဲ့ကြသည်။ကဲမိမိရေချိုးတော့လေခင်အကြောင်းလဲသိတာနဲ့ဟာကိုလှုပ်လှုပ်လွင်စောင့်နေမှာမိမိကိုထုံအီအောင်မွေးနေတတ်သောစိတ်ဖလူနဲ့များကို ခင်သဘောမကျပါ။မိမိနဲ့လွင်ကတော့စိတ်ဖလူရနဲ့များကိုနှစ်သက်ကြသည်။သူတို့နှစ်ယောက်ကခြံထဲမှစိတ်ဖလူပင်များမှကျွေးသောပွင့်လင်းများကို မနှက်ဆော့ဆော့တစ်ချိန် ညနေကြချင်းတူတူကောက်ကဖះကလူတကြသည်တီကုံး၍လည်းပန်တကြသည်သည်ပိုသောပန်းများအားလင်မန်းလေးတဲ့ထေကအင်းရှိခန်းတွင်မွေးနေစီရန်ထားတတ်သည်ခင်တွက်ကတော့မူးနောက်ရှိဝေစီသောအနတ်ဟုသာသတ်မှတ်သည်လွင်စကားပြောရှင်ဖွင့်ခြင်းသည်ဆို၍မိမိနဲ့ခင်တို့ခြံထဲကတန်းရှိရာလိုက်လာပြီးကြသည်ခင်ရင်ထဲတွင်ရှိနေတဲ့တောကမြေတော့ကတော့ စက္ကန့်နှင့်အမျှတောက်လောင်နေလျက်ရှိရာလွင်ပြောလိုသောစကားများကိုနားထောင်ပေးဖို့စိတ်ရှိရှိထားနေရသောအခြေအနေတည်းဖြစ်နေသည် လွင် ပြောစရာရှိရာမင်းမြန်ပြောကြည့်ငါနားကျင်သေးတယ်လွင်ကအသားရကောင်းကြီးပြသည် ပြောမှာပါခင်မပြောလို့လည်းမရတော့တဲ့အခြေအနေမျိုးလွင်ရောက်နေလို့ပါမမေကလွင်ကိုစိုးရင်စွာလဲကြည့်သည် ခင်ကတော့တိလို့စိတ်များသာတိုးလာခဲ့သည် ခင်တို့သုံးယောက်ကြားစကားတန်ခိတာမြတိတ်ဆိတ်သွားခဲ့ရာမူလီများကြားစီမထိုးတာကြား၍စီငတ်နေသောဒန်းလွဲတန်သာတကြီးကြီးထပ်ပေါ်နေခဲ့သည်လွင်ကစိတ်လှုပ်ရှားစွာဒန်းကိုဖြည်းဖြည်းလွှဲနေရမှရက်လိုက်ပြီးလွင်ကိုခွင့်လွတ်ပါလို့မိမိကိုအရင်တောင်းပန်ချင်ပါတယ်မိမိကတောင်းဝင်ကြည့်ပေးခဲ့သလောက်လွင်မိုင်လုံးကြီးမိပါတယ် PhD ဘွဲ UPT လက်မထကြသေးပဲစူးစမ်းကြဖို့ မမေကိုဂရီပေးခဲ့ပြီးမှလွင်မတီနိုင်တော့တဲ့အကြောင်းရှိပါတယ်မမေလွင်ပိုက်ထဲမှာခလေးရှိနေပြီတဲ့ခင်နှုတ်ကဟမ်မဆောင်နိုင်လောက်အောင်ပင် ဟာကနေအမေရိတ်ပြူမီတီမမေကတော့အဝေးကိုငိမ့်မိုင်စွာကြည်နေခဲ့သည်ခင်မှာကံမကောင်းအကြောင်းမလားစွာ လွင်နဲ့တူတုံစင်းညီမအဖြစ်မွေးဖွားလာရပြီးလွင်ချစ်သူကိုမှဆွဲလန်းခဲ့ရသည် ထပ်ပြီးကံခေလွန်းစွာကြော်စည်းကြောင့်ခင်ကိုဝင်ရသွားချိန်မှာလွင်ကလည်းကိုဝင်ရှိနေတဲ့လားဘလောက်ကြီးတန်လွန်းတဲ့တိုက်ဆိုင်မှုကြီးလဲလေခင်မဝကို နောက်ကျောမလုံစွာဘလို့ဖျက်တမ်းရမည်မသိသေးပဲလမ်းပြောင်းနေချိန်မိမိအချစ်တော်လေးလွင်ကရော အရင်ကလိုပဲအရာရာလွယ်ကူနေဦးမှာလားမိမိရွှေရောင်အိမ်မက်တွေ ပြက်ပြဲသွားမှတော့အမှန်ပင်ဖြစ်သည်။နင်အုံနောက်တော်တော်မဲပါလားလွင် နင်ပွဲရဖို့ဘလောက်ပဲအချိန်လိုတော့လို့လေခလေးရလာရင်နင့်အတွက်အဆစရရပို့ပြီးလေးလံခက်ခဲသွားပြီယောက်ျားတမျက်နာထိုင်ကြည့်ပြီးခလေးထိနေရမယ့်ဘဝကဘာမှမမောစရာရှိလို့လေခင်ပြောတာပြောနေရသည် ထိုစကားတို့မှလည်းခင်ကိုခင်ပြန်အပြစ်တင်နေတကယ်တို့ပင် ခင်ပြောလဲလွင်ခံရမှာပါပဲလွင်စာရီစူးစမ်းနေရတာရောအချိန်မိုင်းလေးတွေဝင်လုံးနေရတာရောကြောင့်တတိလက်လို့ဖြစ်မိလို့ပါ ိုင်ငံသားမှာကဒီမာတာဆိုင်ရင် အစိမ့်မြစည်းဝါးရလည်းရှိရလေလွင်ခုတော့နင်းပေါ်ဆမှုကနင်းဘဝဖြစ်သွားပြီမလားနင်းပေါ်ထားတဲ့မိမေရဲ့မျောလင်းချက်တွေကိုလေတဲတဲ့ရည်သွန်ပဲပေါ့ငါကတော့အစကတည်းကကိုဘွားနဲ့ကိုမှုငါသာတကူကူဖြစ်ရင်ကိစ္စမရှိပေမဲ့နင်းအနေနဲ့ဆိုရင်မိမေကိုအဲ့လိုမလုပ်သင့်ဘူးလေအန်တန်ကြာရင်နေတော့မိမေထံမှစကားသံထွက်လာသည် လွင် ပထမဆုံးကြောင်းတက်နေရင်နဲ့ရီစားထားပြီးလို့သိလိုက်ရတော့ကမေမေစိတ်ဆိုးခဲ့ပြီးမှခွင့်လွတ်ပေးခဲ့တယ်။ဒါဟာတဘာဝပဲပေါ့။မဖြစ်တင်တာမဖြစ်အောင်ထိန်းရင်ပညာရေးဆုံးခန်းတိုင်အောင်ထိုးချွန်တဲ့အရေးချင်းတွေမမေ့မအောင်ဘေးကနေတဲ့မဲ့ပေးလိုက်ရင်သမီးဘဝကိုပျော်ပျော်နေထိုင်ရင်တိုးတက်သွားမယ်လို့ယုံကြည်ခဲ့တယ်။လွင့်လက်တွဲပေါ်လေးကလည်းမေမေလက်ခံနိုင်တာထက်ပိုတဲ့လူရည်တန့်လေးမှု ကောင်းလေးကလက်မထက်သေးခင်ဆေးဆက်ပြီး နိုင်ငံသားအတူတူပညာသွားတင်ကြဖို့ခေါ်သွားတော့လေမိမိကအတိုင်းထက်လွန်ကျေးဇူးတင်စိတ်နဲ့ခွင့်ပြုပြန်သေးတယ်တိုးတက်ရာတိုးတက်ချောင်းကိုလုံနိုင်တဲ့တက်ကြွတဲ့အရွယ်မှာမိမိကခင်းနောက်ပြန်ဆွဲပြီးတားနေခဲ့ရင်တမီးခွင်လန်းတွေပိတ်သွားမှဆိုလို့ကိုယ့်ရင်ကဖြစ်တဲ့တားသမီးကိုတံမိုးမထလို့မဟုတ်ဘူးတံမိုးထလွန်လို့တက်လန်းတွေပိတ်သွားမှဆိုလွန်လို့လွင်ကခင်နဲ့မတူဘူးအမိနဲ့အထောက်ပံ့ကိုအားကိုးတတ်တဲ့သဘောရှိတယ် တန်ရုံးစင်များပြီးစိတ်ပျော့တယ်။ဒါကြောင့်လွင်အတွက်အမိတဟဲကောင်းကိုမမေအမြဲစဉ်းစားပေးရတာ။ဒါပေမဲ့ဒီလိုစိတ်အလိုလိုက်ပြီးချစ်သူနဲ့ပျော်မွေ့ပြီးမယူရဲဘူးမဟုတ်ဘူး။အောင်မြင်မှုတစ်ခုကိုလက်စုံလက်ကင်ပြနိုင်တဲ့အချိန်မှ ဖြစ်တဲ့ကိစ္စတွေဘောင်ကျော်ပြီးဖြစ်လာတော့မမေလွင်ကိုတိတ်ဆိတ်ဆိုးတယ်။ခုချိန်မှာခင်ပြောတာမှန်တယ်လွင်။မမေမျော်လင့်ချက်တွေတဲတဲရည်သွန်းဖြစ်သွားရတယ်။အမှန်တိုင်းပြောရရင် မမေကတမီကြီးခင်ပေါ်ကြတော့အတကြီးခဲ့တယ်ခင်ရဲ့တီကြမာကြောတဲ့ပုံစံကိုမမေအားကိုးခြင်းလို့ခင်အနားမှာရှိနေရင်တမီတို့ဖေဖေရှိတုန်းကလိုမျိုးစိတ်လုံးကြုံလို့ခင်ကိုအိမ်အောင်ပြူသွားမှတော့စိုးရင်ခဲ့တာခင်အထင်လွဲနေမှန်းသိနေရလဲမရှင်းပြခဲ့မိဘူးတမီးငယ်လွင်ဘဝခိုင်မာသွားတာနဲ့မမေရဲ့ခင်ရဲ့ နိုင်ငံသားလိုက်လာပြီးအတူတူအခြေချချင်နေတာလေခုတော့ဘလို့လုပ်ရမလဲလူငါကိုဝင်ရှိသွားပြီပွဲရအောင်ယူတယ်ထောင်းကလေးငငယ်လေးနဲ့အလောက်ကင်တစ်ခုမှမြုံနံထားဖို့လွယ်မလားလွင်စဉ်းစားကြည့်လေခင်မမေစကားများကြောင့်ရှင်နေကမာနာတချို့တအီးပြိုဆင်းနေသည် မမေစကားများက ခဲတလုံးနဲ့ငှက်နှကောင်ပြစ်လိုက်သည့်အလားထိမိလွန်နေသည် မိမိသာတကယ်ခင်ကိုအာကိုအားထားပြုလိုပါကခင်လည်းကြာရှုံးနေသောအနေထားမှာရှိနေသည်မဟုတ်ပါလားမိမိစကားများက လွင့်ကိုသာမကခင်ကိုပါတုံ့လှုပ်စေရာညီမနှစ်ယောက်လုံးခေါင်းငိုင်းဆိုင်ကြာသွားသည်ချီမိမိလေးတွဲစွာအိမ်ထဲသို့ပြန်ဝင်သွားခဲ့သည် ခင်နဲ့လွင်တို့နှစ်ယောက်ကတော့တိတ်ဆိတ်စွာကြံရင်ခဲ့ကြသည်လွင်ဤအေးဆက်နေသော လက်ချောင်းများကခင်လက်များကိုလာရောက်ဆုပ်ကိုင်းသည် ခင်ခင်ကရောလွင့်ကိုအထင်သေးသွားပြီလားဟင်လွင့်လေကိုကိုထဲမှာအချားအသက်တစ်ချောင်းတွေ့နေတာတိတော့ကြောက်တယ်ပြောမပြတက်လောက်အောင်ကြောက်တယ်မိမိနဲ့ခင်အထင်သေးသွားတာကိုလည်းကြောက်တယ်လွင့်က ပြောရင်မှခြုံပွေချာငူတော့သည်စုပ်ကင်ထားသောလွင့်လက်များကို မဖယ်ချဖြစ်တော့ပဲခင်ငိမ့်နေသည်ထို့နောက်မှာတော့ ခင်မြင်လုံးကပါ မျက်ရည်များတလိမ့်လိမ့်စီကျလာခဲ့သည်ဝမ်းနှင်းစွာငိုချလိုက်သောခင်စိတ်ကို လွင်နားလေခြင်းမှနားလေပါလိမ့်မည်လွင်ရည်နှင်းမျက်ရည်တွေကို အချိန်တန်တုပ်ပေးမဲ့သူရှိသေးတယ်နှင်းပြတနာရရဲ့နောက်မှာ ဖြည့်ရှင်းချက်တွေရှိလိမ့်မယ်ငါမှာတော့ငါမှာတော့ခင်ရင်ထဲကစကားသံများကိုလွင်ချနိုင်မီမဟုတ်ချေ နောက်နေ့မှာ ကျော်စီတွင်က ခင်ကိုလာကြည့်ရင်အေးစေးငြိမ်သက်သောဆိုင်တဆိုင်မှာထိုင်ပြကြသည်ကျော်စီကခင်ကိုအထူးညင်သာစွာပြောဆိုဆက်ဆံနေသည်သူ့အမူအရာကပောက်ကွဲတော်မိချိန်ကိုက်ဘုံတလုံးကိုတတိထားကင်ကြွယ်နေသလိုမျိုးခင်ကလည်းစစ်မထွက်ခင်ညာကုံသောစစ်တီတော်ဘဝနှင့်ထူးမခြားသည်မူအရာရာကိုစိတ်မပါလက်မပါစွာသာတုံ့ပြန်နေမိသည် ခင်နေလို့ကောင်းရဲ့လား morning sickness ရောတော်တော်ခံရလားအင်းနည်းနည်းပပပေါ့ဒါပေမဲ့ခံနိုင်ရှိပါတယ်အင်းကမရိပ်မိအောင်တတိလဲထားရတယ်လေကျော်စီကခင်လက်ဖွားများကိုစုပ်ကိုင်လိုက်သည် ခင်စိတ်ထဲမှာကြေပြန့်ကြီးမားသောကျော်စီလက်များကຫນွေထွေးဖွဲရာအဖြစ်မနေပါခင်လဲဒီအချိန်လေးကြီးကိုဖုံးခွေရတာတိတ်ပင်မှန်ပါပဲနော်အားလဲငယ်ပါပဲကိုနာလဲပါတယ် ခင်ကကျော်စေးကိုဘာမှပြန်မပြောဘဲငြီးကြည့်နေခဲ့သည်ကျော်စေးစကားအသွာလာကိုသာစောင့်ကြည့်နေုံသက်သက်ခင်နဲ့ကိုတို့စူးစားခဲ့ရတဲ့စာရင်နဲ့ပြီးတတ်ပြီအချောတက်စစ်စီးပြီးနောက်လာဆန်းဆိုရနဲ့အစ်ဆန်းဘုတ်ကိုတင်ကြတော့မယ်ဆိုတာခင်လည်းသိရနော် နောက်ပြီးကိုကထထန်းပြဆီယာမတယောက်ရဲ့သားအဖေကကိုငင်ငင်ကလေးကဆုံးသွားတယ်ဆိုတာလဲခင်ကိုပြောပြဘူးပါတယ်ပြေးကြည့်မှဒီအမေနဲ့သားနှစ်ယောက်တည်းဆိုတော့ ကျွန်းကိုင်းမီကိုင်းကျွန်းမီရက်တည်နေရတာခင်းနဲ့ခင်းမမီလိုပါပဲကိုဒီလိုဆရာဝန်တယောက်ဖြစ်လာဖို့မမီကသူ့ဘဝကိုရုန်းကန်အားတင်းပြီးကျွေးမွေးဆောင်ရှောက်ခဲ့ရတာပါခင်ဒါကိုခင်လဲကိုချင်းစာမှာပါနော်ကိုရိုနှစ်ယောက်ကစိတ်မြေသဘောထားချင်းမတူညီရင်တော့ဘဝချင်းနေချင်းတူကြတော့ခင်ကိုကိုနားလဲလိမ့်မယ်လို့ကိုထင်ပါတယ်သူ့စကားလမ်းကြောင်းများရဲ့ဥတီချက်ကိုခင်ရိမ့်မိစာပြူလာသည် ဒီလိုစကားတွေရဲ့အစာဟာအကောင်းဘက်ကိုဥတီနေတာဥတီမနေတာတော့သေချာသည်ယောက်ျားတယောက်ကသူ့ဤကိုပိုင်းမိသားစုဘဝခက်ခဲမှုကိုအလေးပေးပြောနေခြင်းသည်နောက်ထပ်မိသားစုဘဝအစ်တစ်ခုဖြစ်လာဖို့အတွက်အဆင်မပြေနိုင်ဘူးဆိုတဲ့သဘောပဲမဟုတ်လားလူရင်းပြောပါကိုကျော်စီတွင်ကျော်စီတွင်ခင်မျက်နာကိုကြည့်ရင်စက်ပြောဖို့အာယူနေသည် သူကမှားထားသောစားစရာရောက်မလာမီချပေးထားသောရေခွက်ကိုကောက်ကငင်းကမောလိုက်ပြန်သည်။ကိုခင့်ကိုလည်းတန်ရုံးစင်ကြီးတော့လက်တော့မဖြုတ်နိုင်ပါဘူး။ကိုတို့ရှိစေရမယ့်အနာဂတ်ကိုလည်းအနောက်ရက်တွင်ဖြစ်စေခြင်းမူခင်ရဲ့။ကိုတို့ကထူးချွန်ကြရဲ့လေ။အထူးသဖြင့်ခင်ပေါ့။ဒါကြောင့်လာနုနေသေးတဲ့ကိုဝင်ကိုအနေရဲ့အကင်းဆုံးနည်းနဲ့ဖြတ်ပြီးဖြည့်ရှင်းတာအကောင်းဆုံးနည်းပဲလို့ကိုထင်တယ်။ကိုတို့နှစ်ယောက်လုံး အစင်သည်မဖြစ်ကြသေးဘူးလေဟုတ်တယ်မလားခင်မေးကြောများထောင်ထလာသည်သည့်အန်ကျိတ်လိုက်မိသည် အရင်ကလိုဆိုကြော်စိတ်ကိုစိတ်ရှိတိုင်းပောက်ကွဲမိလိမ့်မည်သို့တော့ခင်နာကျင်ပင်ပန်းလွန်နေခဲ့သည်သူ့ကို မီးဝင်းဝင်းတောက်သောမျက်လုံးများဖြင့်ကြည့်နေရမှ ရုတ်တရက်အကြည့်လွှဲလိုက်မိသည်သူမ၏ပုဆန်အိတ်လေးကိုကောက်ယူကာစပွဲမှဆက်ကနေထားလိုက်သည် ခင်ဒီနေ့ပင်ပန်းနေလို့ဘာမှပြောချင်စိတ်မရှိတော့ဘူး လာမယ့်စနေနေ့ကျရင်ပြန်ဆွေးညွှန်ရပါ့ခုတော့ခင်ပြန်လိုက်တော့မယ်မဟုတ်သေးဘူးလေခင်ဒီကိစ္စမျိုးဆိုတာအချိန်သိပ်ဆွဲရဖို့အဆင်မပြေဘူးလေကိုရောမှအချိန်သိပ်မရှိတော့ဘူးခင်ကိုပြောတဲ့အစီအစဉ်ကိုလက်ခံလိုက်တာနဲ့အကြောင်းတစ်ခုခုပြပြီးခင်နားရမှာအလုံးလဲမရင်မိအောင်ပေါ့ဘယ်ကိစ္စကိုအချိန်ဆွဲဖို့အဆင်မပြေတာလဲပြောပါဦးခုပြောထားသမျှကိုကျမမကြားသေးဘူးလို့ပဲသဘောထားလိုက်ပါကိုကျော်စေးသွင်း ကျမကကိုဝင်လွယ်လိုက်ရတဲ့ကာယကံရှင်မှု ပြုသမျှနူးလိုက်ရတဲ့သူမှုဆုံးဖြတ်เสียရှိ ကျမကဆုံးဖြတ်ပြရစီဒါပဲမလားကျမသွားလိုက်အောင်မယ်ဆိုင်ထဲမှာထထွက်သောခင်ကိုကြည့်ကြော်စီတွင်စိတ်ရှုပ်ထွေးစွာပြင်ကျင်ခဲ့သည်အိမ်မှာတပ်ဖုံးမြတ်ဤမိဘများပါရောက်နေကြသည် ဖြစ်သွားသောကိစ္စများအပေါ်မိမိကိုတောင်းပန်သည့်အနေဖြင့်ရတဲ့ပွဲကိုအမြဲဆုံးစီစဉ်ရန်အတွက်ရောရောက်နေကြခြင်းဖြစ်သည် မမေကလွင့်ကို PhD ဘွဲ့တခုရပြီးမှလက်ထပ်စေခြင်းတော်လဲလွင့်အပေါ်တပ်ဖုံမြတ်မိဘများဤကျေးဇူးမကင်းတာကတကြောင်သူသမီးကိုဝင်လွယ်ရတာတကြောင်ကြောင့်အစစအဆင်ပြေအောင်ပြန်လည်ဆက်ဆက်နေရသည် သူမတို့မိသားစုသူမတို့မိသားစုတို့ထက် အဖက်ဖက်ကတာလွန်နေပါလျက်မိဘချင်းကိုချင်းစာစိတ်ဖြင့်ဒီလိုလာရောက်တောင်းမဲ့စကားပြောနေတာက လူပိသားချင်းတစ်မျိုးပင်ဖြစ်သည်ဟုမေမေယူဆနေပုံရသည် တပ်ဖုံးများဖခင်ကဖြူဖြူတန့်တန့်နှင့်ဥပရိယုတ်ကောင်းသည်မိခင်ဖြစ်သူကတော့အနှင်းငယ်ညိုသည်ဟုထင်ရတော့လေရုပ်ရည်တန်ပြန်ရိုရှင်သည်ခြုံပြောရလျင်တပ်ဖုံးများတို့သည်မိမိပြောသလို လူကြီးတတ်မိသားစုသားဖြစ်တော်သည်တပ်ဖုံးများ၏ဖခင်ကမိသားစုကိုဦးဆောင်နေကြဖြစ်သူပြီးပြီးသူကသာအစအစဦးဆောင်ပြောဆိုသွားသည် ဒေါ်မေတစ္ဆာရဲ့ယုံကြည်အားကိုးမှုကိုကျွန်တော်သားကအလွဲသုံးစားလုပ်မိတယ်လို့ဖြစ်သွားတော့တောင်းပန်ပါရယ်နော်ကလေးတွေအနေနဲ့ချစ်ခင်ရင်းဆွဲလေးတွေလည်းရှိနေကြတော့ကျွန်တော်တို့ဘက်ကတတ်မှတ်ထားတဲ့အချိန်ထက်စောပြီးစီစဉ်ဖြစ်သွားရတာပေါ့ဗျာသမီးလွင်ကိုလည်းကျွန်တော်တို့ကကိုသမီးရင်းလေးလိုပဲချစ်ကြတာဆိုတော့ခုလိုစောစောစီစီစီစဉ်လိုက်ရလဲဝမ်းသာတာပါပဲကျွန်တော်တို့ကမိသားစုပညာရေးကိုအရန်လူလာတံမိုးထားပါတယ်ဒါကြောင့် တမင်းလွင်ရဲ့ကြံနေသေးတဲ့ပညာသင်ချိန်တွေကိုလည်းဆက်တောင်းဝင်ယူနေမှာမို့စိတ်ချပါလို့လည်းပြောချင်ပါတယ်။တမင်းငယ်လွင်အပေါ်အကိုကြီးတို့ကျေးဇူးတွေအများကြီးပါ။ကိုတမင်းလေးတို့တန်မိုးထားပြီးလို့လည်းတားကိုတောက်ကိုလည်းအမြဲတားရင်းလေးလို့ပဲဆက်ဆံခဲ့ပါတယ်။သူတို့ကို ပေါ့ပေါ့ပါပါပညာသင်စေခြင်းသေးပေမဲ့ပျော်ရွှင်တဲ့မိသားစုဘဝလေးအရင်အောင်ထဲပေါ်လာတော့လေချီချီနက်နက်လက်ခံရမှာပဲပေါ့ရှင်။ အကိုကြီးတို့စိတ်တိုင်းကြသလိုသာစီစဉ်ကြပါ။အေခန်းထောင်းတနေရာလေးမှာမိသားစုဝင်ဖြစ်ထိုင်နေခဲ့သောခင်နှလုံးသားများကိုဓာဖြင့်ခွဲကစားဖြင့်စားဖြင့်ပတ်ခံထားရသလို ဖြက်ဖြက်လူတကယ်တို့ နာကျင်လာသည်။ရွှေလန်းငွေလန်းခင်းနေကြသောစကားများက ခင်အတွက်ငရဲခမ်းများသာဖြစ်နေတော်သည်။ဒါပါပဲလေ။လွင်သစ္စာနှင့်ခင်သစ္စာဆိုရာခင်သစ္စာက အမောင်လေးကငရဲသား လွင်တစ္ဆာက နေရောင်ခြည်အောက်ကတင့်တယ်သောနတ်သမီးတပါးခင်းစိတ်ထဲကနှိုင်းရှင်မှုစကားသံများအားခင်တယောက်သာကြား၍ခင်တယောက်သာကြိတ်ခံစားနေရတော်သည်လွင်နှင့်တည်င်ကဘဝတူအခြေအနေတူသွားသလို ဖြစ်နေချိန်မို့လွင်အပေါ်ပြော့ပြောင်းသောသဘောထားအနှင်းငယ်ထားနိုင်စပြူလာသော ခင်းစိတ်အခြေအနေမှာတဖြည်းဖြည်းချင်းခက်ထန်မှောင်မိုက်လာပြန်ပါတော့သည်ဟုတ်ကဲ့ပါရှင် ဆီယမဂျူလီယာမြင့်တင်ရေးသားထားတဲ့ဖြည့်ရင်ကျန်သော စတုံးများဆိုတဲ့ဝိတုလေးရဲ့အပိုင်း7ကိုဖျက်ပြပေးခဲ့တာပဲဖြစ်ပါတယ်။အပေနာစင်သူတို့ဥတျောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။